ဟုတ်ပါရှင်2025ခုနှစ်မတ်လ25ရက်အင်္ဂါနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားကောက်ွယ်ရေးအစီအမံခိုင်မာစေရန်အမေရိကန်ချိတ်တန်းဗိုလ်ချုပ်ကြီးဒါကာမြူရောကိုရောက်ရှိမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မချယ်ရီဝင်းပါ အမေရိကန်ကြီးတက် Pacific Data ဆိုင်ရာလက်ထောက်စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး Joel Verwaldy ဂျာကာနိုင်နေရကြရောက်ရှိမိဖြစ်ပြီး Bangladesh တမရော်မှအကြီးတက်အရာရှိများနဲ့တွေ့ဆုံမိဟု North East News 3ဌာနမှာဖော်ပြထားပါတယ်။ မတ်လ24ရက်နေ့ကဂျာကာမြို့ရှိအမေရိကန်ပစိဖိတ်စစ်ဌာနကျောင်းမှာထိတ်တန့်ပို့ချုပ်ကြီးတို့ရောက်ရှိလာပြီးဘင်္ဂလားဒေ့ရှ်တပ်မတော်အကြီးတန်းရရှိများနဲ့တွေ့ဆုံရရင်မြန်မာစစ်အစိုးရကိုစန့်ကျင်သည့်စစ်ရေးလှုပ်ရှားမှုများမကြမီစတင်တော်မူဟုမျှော်လင့်ရသည့်ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ကာကွယ်ရေးစီမံများခိုင်မာစေရန်ယူရသည့်ဒုတိယပို့ချုပ်ကြီးဂျိုဂျေဗီဗာဝယ်ဒီအမေရိကန်ချစ်တဲ့ပစိဖိတ်ဒေသဆိုင်ရာ USA RPACE လက်ထောက်စစ်ဦးစီးချုပ်ဟာဝိုင်ရှိ Fort Shift Dashrin ရှိသောမနက်ဖြန်7:00နာရီတွင်ဒက္ကမြို့ Hazard Shah Jalal APB ဆိုင်ရာ လေစိတ်တို့ဆက်ရောက်မည်ဖြစ်သည် ဟာဝိုင်ရှိ Fort Shift Hawaii ဝင်ရှိသော American Sector Pacific ဒေသဆိုင်ရာလက်ထောက်ကိုကေရီမူဒုတိယဗိုလ်ချုပ်ကြီး Joel Devi Vawaldi Dakas Hazrat Shah Jalal APP ဆိုင်ရာလေစိတ်တို့ညစင်နိုင်ဝင်ကျင်တွင်ဆက်ရောက်မည်ဖြစ်သည် ်သူသည်အခြားသော USA RPAC အရာရှိများ၏အဖွဲ့ဝင်လေးဦးပါအဖွဲ့ကိုဥဆောင်မိဖြစ်သည်အဆိုပါအဖွဲ့သည်မတ်လ25ရက်နေ့တွင်ဟဝိုင်သို့ပြန်လည်ရောက်ရှိမည်ဖြစ်သည်ဒုတိယဗိုလ်ချုပ်ဂျီဗဝယ်သည်အာဖဂန်စ္စတန်တွင်တိုက်ခိုက်ရေးကြီးစဉ်3ချိန်နှင့်အီရတ်တွင်2ချိန်ပါဝင်ခဲ့သူဖြစ်သည်ရှာကာချေဆိုင်အမေရိကန်တန်ယုံမှစစ်တမ်းမှုအယ်ဂျီကောမိုက်ကယ်အီတီမရှိ LG ကိုဟန်ကြကလချာကကိုရေးပူပေါင်းဆောင်ရွက်ရေယုံမှာ မေဂျာလန်လီယိုနတ်နဲ့မေဂျာလန်လီယိုနတ်တို့ဦးဆောင်သောအဖွဲ့ဝင်၃ဖွဲ့သည်ဘင်္ဂလားဒေ့ရှ်တမရော၏စစ်စေးညွှန်ကြားမှုချုပ်ပိုချုပ်မှုကြီးမိုဟာမက်အလီမုလ်အမင်နဲ့တွေ့ဆုံခဲ့ပါသည် ရခိုင်တပ်တော်ကဆက်လက်ထိုးစစ်ဆင်နေသည့်ရခိုင်ပြည်နယ်ရှိကြံမြို့၃မြို့ဖြစ်တဲ့စစ်တွေကြောက်ဖြူနယ်မြန်အောင်မြို့တို့ကိုတင်ပိုင်ရန်ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ရန်စီစဉ်နေစဉ်တွင်ဒုတိယဗိုလ်ချုပ်ကြီးဖော်ဝါအီခရီးစင်သည်အရေးကြီးသည်ဟုဘင်္ဂလားဒေ့ရှ်ဘူဘူဟာရီယာမာလီလာတုတ်တက်သူများကပြောသည်အခြေမပြုနိုင်သောသတင်းများရဲ့ရခိုင်တပ်တော်အားလုံးလုံးစုံစုံအရန်တပ်ဖွဲ့ဖြစ်ကြောထောက်နောက်ခံဖြူရာကြောင်းဖော်ပြထားပါသည်ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကဘင်္ဂလားဒေ့ရှ်ကိုထိခိုက်နိုင်ခြင်းရှိတဲ့အပြင် အေးအနေနဲ့မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာတဆွဲထားတဲ့အတိုင်းအတာတစ်ခုဒီအာမခံပေးနိုင်တဲ့ရခိုင်တပ်တော်ထောက်ပံ့ရေးလိုင်းတွေလိုအပ်ပါလိမ့်မယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကဘလို့ကုညီမျိုးပေးနိုင်မလဲဆိုတာကိုအမေရိကန်စစ်ပတ်အရာရှိတွေကထုံငုံတုံးတက်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်ဟူဒါကချေဆိုင်ပထရီနိုင်ငံရေးလိလတုံးတက်သူတို့ကပြောကြားခဲ့ပါတယ်။ရခိုင်ပြည်နယ်ရှိစရေကြိုတမ်းမှုများသည့်ရိုဟင်ဂျာပြည်ထောင်နဲ့ဆက်ဆက်နေသည့်အဓိကအချက်၃ချက်ဖြစ်ပြီးမပြန့်တမ်းရဆုံးဘေးကင်းသောစစ်ကြံနှင့်ကောက်ွက်ပိုင်ခွင့်တို့သည်ရိုဟင်ဂျာဒုက္ခသည် များအရေးစစ်စစ်ညီနိုင်မှုတွင်ထေရှားတွေ့မြင်ခဲ့ကြရသည်ဘင်္ဂလားဒေ့ရှ်ရှိလူစုရေးဆိုင်ရာအရေးမြင့်များကဂျာကာတီရိုဟင်ဂျာများအတွက်ဘေးကင်းစုံထူထောင်ရေးလိုလားကြောင်းထုတ်ဖော်ခဲ့သည်2024ခုနှစ်ဒီဇင်ဘာလတွင်မောင်နော်တာဆောင်မီနောင်ရခိုင်တပ်တော်သည်နတ်မြစ်ကိုဖျက်ချော်ကရခိုင်ပြည်နယ်ရှိ၎င်းတို့၏အခြေစိုက်စခန်းများသို့မပြတ်မီနှစ်ရက်လိုတွင်ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းသို့ဝင်ရောက်ခဲ့သည် ထို့ချိန်တွင်ရခိုင်တပ်တော်ကိုစလဲများနှင့်ဘင်္ဂလားဒေ့ရှ်တပ်မတော်များအားရှိများသည့်ရခိုင်ပြည်နယ်သို့ထောက်ပြန်ရေးပစ္စည်းများဆက်လက်ရောက်ရှိနေတော်လဲခိတ္တမနာဆေးဆက်ဆွေးနွေးခဲ့ကြသည့်စစ်တွေသည့်ရခိုင်တပ်တော်အတွက်အဓိကကျသောစေရေးဤမှန်ချက်ဖြစ်သည့်တချိန်တည်းမှာပင်အိန္ဒိယရှုထောင့်မှလည်းအရေးကြီးသည်စစ်တွေစိတ်ကံဖွံ့ဖြိုးတိုးတက်ရေးသည့်ကလတန်ပတ်စုံတည်ယူပို့ဆောင်ရေးစီမံကိန်း KMTTPE ဒစိမ့်တပိုင်းဖြစ်သည့်အိန္ဒိယနှင့်မီဇိုရန်ပြည်နယ်စစ်တွေစိတ်ကံကိုဆက်သွယ်ပေးသည့်ကလတန်မြစ်ပေါ်တွင်ပတ်စုံတုံးတည်ယူပို့ဆောင်ရေးအထောက်အကူပြုစောင့်အောင်တည်ဆောက်ခြင်းနှင့်လက်ပတ်ခြင်းတို့အိန္ဒိယနှင့် မာကြောင့်မူပေါင်းသဘောတူညီကြရာတွင်ခဲ့ခြင်းဖြစ်သည်လက်ပတ်ပြီးတဲ့စစ်တွေစိတ်ကန်သည့်ရှေ့တောင်အရှာနယ်ဘက်ဆက်သို့ကုတန်းသွားလာရေးစိတ်ဆက်နိုင်ပြီဖြစ်သည်စစ်တွေစိတ်ကန်သည့်ကုန်းတွင်းရေကြောင်းလမ်းမှာသင့်ချင်းပြည်နယ်ပလောဝါမြို့နယ်ချင်းပြည်နယ်ပလောဝါမြို့မှာ ဇိုရင်ပူမျိုးတီကလန်အပိုင်းကိုဖြတ်၍မီဇိုရန်ပြည်နယ်ပလောက်ဝသည်ယခုခါရခိုင်တတော်၏ထိန်းချုပ်မှုအောက်တွင်ရှိသည်ကလကတားမှစစ်တွေသို့ကုန်ပစ္စည်းများကိုရခိုင်ရေမှန်60သောကောက်ဝေးသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတက်ကနက်စိတ်ကန်သို့တင်ပို့နိုင်သည်တက်ကနက်မှ300ကီလိုမီတာအကွာရှိဆဘရွန်တို့ကုန်ပစ္စည်းများတည်ယူပို့ဆောင်နိုင်ပြီးဆဘရွန်နှင့်ဘင်္ဂလားဒေ့ရှ်နှင့် ထရီပူရာကြားပေါက်ဆက်ကောက်ခွန်နဲ့မိန်နှမရှိပြီးစစ်တွေစိတ်ကန်းနဲ့ကလတ်စီမံကိန်းတို့သည်တရီပို့ဆောင်ချိန်နဲ့ထောက်ပံ့ပို့ဆောင်စိတ်များကိုတိတာထင်ရှားစွာရှော့ချခြင်းဖြင့်ထရီပူရာကိုအကျိုးဖြစ်ထွန်းစေရယူရပါသည်